တခါတော့အဖြစ်ပြက်တခုလည်းပြောပြအောင်ဒါ true story เนาะ true story တကယ်အဖြစ်ပြက်တယ်လို့ပြောစနီမောင်တန်နှစ်ယောက် honeymoon ထွက်တယ်တဲ့ honeymoon ထွက်တဲ့အခါကျတော့အင်ရှင်ကဝက်သားကျွေးတယ်ဝက်သားကျွေးတဲ့အခါကျတော့ယောက်ျားလှုပ်တဲ့လူကသူစနီးကဝက်အစီကြိုက်တယ်ဆိုပြီးတော့ ။ဟောထွင်ပြီးတော့အပားကတော့သူ့ပကံနဲ့ထည့်ပြီးတော့အစီလေးနဲ့အခောက်လေးကိုဇနီးတဲ့ထည့်။ထည့်ပေးတဲ့အခါကျတော့သူများအိမ်စားရတာဆိုတော့ तू မကြိုက်ဘူးလို့လည်းမပြောမပြောဝွန်ဘူးမပြောရက်ဘူးထည့်ပေးတာတွေစားနော်အစီတွေဟိုအသားလေးစားကြတာပေါ့သို့တော့စီကြိုက်တဲ့ထင်ပြီးတော့အစီလေးကြီးပဲထည့်ချွေးတာ တခါထဲ့ကျွေးလိုက်အင်းထားလို့မကောင်းဘူးဆိုပြီးတော့စားလိုက်ရထဲ့ကျွေးလိုက် စားစားလိုက်ရထဲ့ကျွေးလိုက် စားလိုက်ရကြာရောကြာတော့မျက်ရည်တွေပေါက်ပေါက်ကျလာနော်ပေါက်ပေါက်ကျလာအပားမစားရနော်အစီတွေရွှဲကြတဲ့ကကွဲလှုပ်သွားပြီဆိုရအောင်စီတွေရွှဲကြတဲ့ကတဲတဲလေးပဲကျန်တော့တယ်လင်မယားကွဲလှုပ်သွားတယ် ကိုပစားကျင်တာကိုပေးရမလားလို့ဆိုပြီးတော့ဒါလည်းပဲစေတနာကိုလွဲမှားစွာတရုပ်ဖော်တာပဲလောကကြီးကအဲ့ဒါလိုရှိတတ်တယ်အဲဘုန်းကြီးတွေဆိုလည်းတိတ်တတိထားဒကာဒကမတွေကစေတနာနဲ့ဆွန့်ကတ်ကြတယ်ဘုန်းကြီးတွေစေတနာနဲ့ဆွန့်ကတ်တဲ့အခါမှာဒါကိုဆရာတော်ကြိုက်တယ်ဘုန်းကြီးကြိုက်တယ်ဆိုပြီးတော့လူတွေကမှတ်ထားတတ်တယ်သူတဲ့ဖြင့်တရားတရားကောင်းတာကိုစားစေခြင်း ကြိုက်တာလေးကိုကြွေးကျင်တယ်။ဘုံဘုံတို့ငယ်ငယ်တုန်းကတော့เจ้าတွေကเจ้าမတွေကဥစဉ်ပါကြိုက်တုံဆိုရင်ကောင်းတာပဲကြိုက်ထားလိုက်တယ်။ဒီပုံမြင်နေကြားဘူးနေတော့ကောင်းတာပဲကြိုက်တယ်မကောင်းတာကိုကိုစားချင်မှစားမယ်ကြိုက်ထားတာကောင်းတာပဲကြိုက်ထား။ဟိုဘာတွေကောင်းတာကြိုက်တုံဆိုချက်သားကျော်တို့ကြိုက်တယ်ဝဲဥချောင်းတို့ကြိုက်တယ်လို့ပြောထားလိုက်တာအဲ့ဒါသူလာရင်စက်သားကျော်တို့ဝဲဥချောင်းတို့ပဲဒါပဲယူလာတယ်အဲ့ဒါလို့မဟုတ်ဘူးဟိုလက်ပံကောင်းကြိုက်တဲ့ကိုရောရဒုက္ခ နော်လက်ပံကောင်းကြိုက်တဲ့ကိုတော့ဘာသွားလှုပ်တုံးဆိုတော့လက်ပံကောင်းချင်းဟင်းနဲ့เจ้าကိုဆုံးပို့လိုက်တဲ့အခါကျတော့သွားပြီးတော့လောကုတ်လှုပ်လိုက်တာအေးเจ้าမကြီးအိမ်ကပို့တဲ့လက်ပံကောင်းလေးနဲ့ဆုံးစားလို့မိန်နဲ့ဟိတ်လို့ပြောလိုက်တာကလေးတွေကအဟုတ်မှတ်သွားပြောသွားပြောတဲ့အခါကျတော့နေတိုင်းလက်ပံကောင်းချင်းဟင်းကြီးပဲချက်တယ်စေရနာနဲ့စေရနာနဲ့စားစေချင်တယ်ဘုန်းကြီးကြိုက်တယ်ဆိုလို့ချက်ပေး စိတ်ပြည့်နေပြီဒီကဖုံးရနေတိုင်းလက်ပံကောင်းချက်တွေကြီးပဲလာနေလို့နောက်ဆုံးရွာမီးလောင်တဲ့အခါအဲ့ဒီအိမ်မှာမီးတဲ့ပါသွားတော့ဒီနေ့တော့ဝှက်ကျွတ်ပြီလို့အောင်းမိအတော်ကြတော့ဆုံးအုပ်ကြီးရောက်လာတဲ့လက်ပံကောင်းချေအရှင်ဘုရားကြိုက်တတ်လို့တပည့်တော်အိမ်ကဟာတွေမီးတဲ့ဘာတွေပါသွားသွားတပည့်တော်ဘယ်ဥပစာကိုလက်ပံကောင်းထုတ်တော့မရရအောင်ဆွဲချတယ်ဟောစေရနာကိုလွဲမားစွာတရုပ်ဖို့နော် ဘုန်းကြီးကပြောလိုက်တဲ့စေတနာကတော့အေးလက်ပံကောင်းချက်လဲဆွမ်းစားလို့မိန်တယ်လို့ပြောတာတရာတရားဖြစ်ပြီးတော့ဝမ်းသာအောင်လို့ပြောတာအဲ့ဒီဝမ်းသာအောင်ပြောတဲ့စေတနာကိုလွဲမှားစွာတေယုတ်ဖော်တော့ဝက်ပဝဒီလက်ပံကောင်းချက်ကြီးပဲချက်ချွေဒါလည်းဖြစ်ခဲ့တာဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဦးတယ်မန္တလေးကဆရာတော်ကြီးတပါးဒီလိုပဲ တရက်ကြတော့ငါချီချေဟင်းလေးတစ်ခွက်ချောင်းကိုချက်ပြီးတော့ပို့လိုက်ဆွမ်းကြိုက်သွားယူဆွမ်းကြိုက်သွားယူတော့အဲ့ဒီချေဟင်းလေးပါလာတော့ဆရာတော်ကြီးကဝမ်းသာအောင်လို့ဆိုပြောခိုင်းတာပေါ့လေတခါတလေကြတော့ဝက်သားပို့တဲ့အိမ်ကဝက်သားဆိုတာအကောင်းတယ်ဆိုတာဘာမှပြောစရာမလိုဘူးလေချေဟင်းသမားမျက်နှာငယ်မှာဆိုလို့ဆရာတော်ကြီးကပြောခိုင်းတာအေးချေဟင်းလေးကောင်းလိုက်တာဆွမ်းစားလို့ပိုးမိန်တယ်လို့ပြောခိုင်းလိုက်တော့နောက်ရဲ့ချေဟင်းကြီးပဲလာနေတယ် နော်ဖွဲ့သားတို့ကြက်သားတို့မချက်ဘူးခြေဟင်းကြီးပဲလာတော့အဲ့ဒီဆရာတော်ကြီးကတော့ဘာပြောခိုင်းတုံဆိုလို့ချင်းမင်းနေဖြင့်ငါကြရင်တက္ကမကြီးပြောလိုက်กว่าတခါတရံဝက်သားလေးလည်းကောင်းတယ်လို့ပြောတင်ပေးလိုက်ရသေးတယ်အဲ့တော့စေရနာကဆရာတော်ကြီးတွေကပြောတဲ့စေရနာကဘာတုံဆိုလို့ချင်းအေးခြေဟင်းချက်ပို့တာမျက်နှာငယ်မှာဆိုလို့ကောင်းတယ်လို့ပြောခိုင်းလိုက်တာ အဲ့ဒီစေတနာကိုလွဲမှားစွာတရုပ်ဖော်လိုက်တဲ့အခါကျတော့ဒီခြေဟင်းလေးကြီးပဲနေတိုင်းပို့တော့ဒုက္ခရောက်တာပေါ့ဘုန်းကြီးကဗာပြောတော့ဆိုရင်ဟုတ်လားရွှေချင်မောင်တုံးကမှမောင်ဖုံးပြန်ခဲ့တော့မယ်ဆိုပြီးတော့เจ้าပါတော့မနေတော့ဘူးဆိုမျိုးဖြစ်သွားတတ်တယ်အေးအဲ့ဒါလေတတိထားစရာအချက်တစ်ခုပဲเนาะအာဟာရနဲ့ပတ်သက်လာလို့ရှင်လွဲမှားစွာတရုပ်မဖော်တတ်ကြရဘူးလွဲမှားစွာအတိတ်ပဲမကောက်ယူရဘူးမှန်ကန်စွာအတိတ်ပဲကောက်ယူဖို့လိုအပ်တယ် ဒီရသတနာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကလူတွေဟာရသတနာကိုမဖယ်ရှားနိုင်သည့်အတွက်ကြောင့်ဒီစာဟာရကိုခြေခံပြီးတော့ဒုက္ခရောက်သွားကြတာဒီညောင်များစွာရှိတယ်။ဒါကြောင့်မို့အာဟာရပဋိကုဏတင်ညာဆိုတဲ့ဒီတဘာဝတရားဒီကမ္မထန်တရားကိုဆင်ញင်နှလုံးသွင်းရမယ်လို့မြတ်စွာဘုရားကကမ္မထန်ထဲမှာထည့်ပြီးတော့ဟောထားတာ။ယဟမဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘုန်းကြီးတို့တွေဟာ ဒီအစာအာဟာရစားတယ်ဆိုတာခန္ဓာကိုယ်တည်တမ်းမှုစားတာကောင်းလို့စားတာမဟုတ်ဘူးကြိုက်လို့စားတာမဟုတ်ဘူးခန္ဓာကိုယ်တည်တမ်းရင်ပြီးရောဆိုတဲ့ကောင်းမှစားမယ်ကြိုက်မှစားမယ်ဆိုတဲ့ရည်ရွယ်ချက်တွေမထားဘဲနဲ့အာဟာရပရိကုလတင်ညာနှလုံးထားပြီးတော့ရသတဏ္ဏကိုဖယ်ရှားကြိုးစားအထုတ်ကြရမှာဖြစ်ပါတယ်အကယ်၍ရသတဏ္ဏကိုမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်ရသတဏ္ဏကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေစုမိလာလို့ရှိရင် ဒီဘဝမှာလည်းဒုက္ခရောက်နိုင်တယ်။တန်တရားမှာလည်းဒုက္ခရောက်နိုင်တယ်ဆိုတာကြောင့်မြတ်စွာဘုရားသခင်ကိုရုဏာကရာသတဏှာကိုဖယ်ရှားပစ်ဖို့ဟောကြားဆုံးမတော်မူတာ။ဒါကြောင့်မို့လို့နေ့စဉ်နဲ့အမျှစားသောက်နေကြတဲ့အစာအာဟာရတွေပေါ်မှာမတည့်ရင်ရှောင်နိုင်ရမယ်။နော်။ခန္ဓာကိုယ်အကျိုးမပြုတဲ့အစာအစာမစားအောင်မစားမိအောင်ရှောင်နိုင်ရမယ်။ဘယ်အစာအာဟာရပေါ်မှာကြိုက်လို့စားတာဆိုတာမျိုးမဖြစ်စေပဲ။ ခန္ဓာကိုယ်နဲ့သင်နေရတဲ့အစာအာဟာရစားပြီးအသက်ရှည်လို့ကုသိုလ်တွေမြန်မြန်ရအောင်တို့တွေဟာကြိုးစားအထောက်ကြရမှာလို့ကိုစီကိုလီနားလေသဘောပေါက်ပြီးတော့ရသတနာကိုဖယ်ရှားရှောင်ကွဲနိုင်ကြပါစေကုန်တည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่า ချမ်းသာကြပါစေတတဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေ သက်ရှိကြမ်းပါစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကြမ်းပါစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမှုဟတံ အစရမရာတိတိဘာဝံနိဗ္ဗာန်ယန္တုတာရောဓမ္မောတရံလောဘဒေါသဘောစိတ်တောင်းကင်းပြောင်းကြည်တရားစေကိုဒီဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသသဗေပူဆန်ခြင်းနောက်ကိလေသာအစရတောက်ဟူသမျှတို့သည်သဗ္ဗကတပိဉ္စပဲတွင် ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောက်အပ်ကုန်သည် ဟွန်တူစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရာမရံအိုခြင်းလေကွာ နာခြင်းလေကင်းသေးခြင်းလေရှင်းထသောဒီဒီဘဝကိလေသာဟုပုခသင်ကင်းကြီးရာ အစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြုတော်သို့သာရောတရားချင်းခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်အစဉ်မြင့်နေမြင်၍ မလင်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း